အာအဓိကတော့လေကျွန်တော်တို့ဘဝမှာယုံကြည်လို့ရတဲ့ယုံကြည်မှုတိဆောက်လို့ရတဲ့လူဆိုတာကျွန်တော်တို့ရဲ့စိတ်ညစ်တာဖြစ်ဖြစ်ပျော်ရွှင်တာဖြစ်ဝမ်းနေတာဖြစ်ဖြစ်တိုင်မီမီကျွန်တော်တို့100%ကျွန်တော်တို့ကိုအမှန်ကန်တဲ့အတိတ်တရားတွေရဲ့အမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေရဲ့ကျွန်တော်တို့ဘတော်မှာတစ္ဆာမဖောက်တာကျွန်တော်တို့ရဲ့ family ပဲရှိရဲ့အဲ့ family မှာအဖေနဲ့အမေအဓိကကြတယ်ဖြစ်ချင်တာကိုရွေးထုတ်ပြီးပြောလိုက်လို့ရှိရင်ကျွန်တော်တို့ဘဝမှာယုံကြည်လို့ရတဲ့လူကတရှိဖရားဖြစ်တဲ့အမေအဖေနဲ့အမေနှစ်ယောက်ပဲရှိရဲ့ အဲ့နှစ်ယောက်အပေါ်မှာမှကျွန်တော်တို့မကောင်းအောင်မပါလို့တော့မယ်ကျွန်တော်တို့တာမန်လူတွေတောင်မှကျွန်တော်တို့ဘောကျေးဇူးရှင်ကျွန်တော်တို့ကျေးဇူးပြန်သိတတ်တရားလေဆိုတော့ဒီအဖေနဲ့အမေကကျွန်တော်ဘောမှာအယုံကြည်ရဆုံးလူဖြစ်တဲ့တော့ကြောင့်မို့သူတို့ဘောမှာကျွန်တော်ကျေးဇူးမသိတတ်လို့ရှင်သူတို့လည်းစိတ်ကောင်းမှာမဟုတ်ဘူးလေရှိတာပေါ့အဓိကတော့ဒါသူတူအစဉ်ပြေဖို့အတွက်ကစီးပွားရေးပဲလေနော်စီးပွားရေးကိုကောင်းမွန်အောင်လို့တယောက်တည်းပါတဲ့သားအနေနဲ့ကဒါအကျိုးသားပြီးတော့တိဆောက်ရတာပေါ့နော်ဒါကသားယောက်ျားလေးကအိမ်တစ်ခုလုံးကို ပို့ပြီးတော့ကောင်းမွန်အောင်ထားနိုင်တယ်လေထားခြင်းအတွက်ကြောင့်ပို့ပြီးတော့ကြိုးစားရတာပေါ့နော်အဓိကတော့အာကိုယ့်ရဲ့မိသားစုအဆင်ပြေပြေနေနိုင်လို့ရှိရင်ကျွန်တော်တို့ကဒါပျော်ရွှင်ခြင်းပါပဲချမ်းသာဖို့မလိုပါဘူးအာမိသားစုတင့်မြအောင်အဆင်ပြေအောင်နေနိုင်နေရပါဘူးအဓိကတော့လူကြီးတွေအသက်ရွယ်ခြေလက်တွေကောင်းတယ်လှုပ်ရှားသွားလာနိုင်တော့ကျွန်တော်ကသွားလို့ရနေအကုန်ပို့ပေးတယ်ကျွန်တော်တွားလို့ခေါ်ွားလို့ရတဲ့ခီးအကုန်ခေါ်ွားတယ်အဲ့တော့အမေလည်းတွားနေတဲ့နေရာတွားအော်ကျွန်တော်အားလုံးစီစဉ်ပေးရအဓိကကြတော့ အဲ့ဒါမှသူတို့လည်းဟိုဟာစိတ်လွှမ်းရှောင်းမကောင်းပါနဲ့မဟုတ်လို့ရှိရင်အိမ်မှာအိမ်လုံးလေးလုပ်ပြီးတော့နေရတာကြတော့ကြာလာတော့ပြင်းပြင်းစရာကောင်းလာအခုဆိုလို့ရှိရင်ဟိုဟာအကုန်လုံးကျွန်တော်နဲ့အတူအမြဲတမ်းပါလာတယ်ပြောဖို့ကောင်းတော့ကျွန်တော်လည်းလုံခြုံတာပေါ့ ော်ဆရာကြီးတော့မကောင်းပါဘူးစကားတွေကညှက်ထားတာဒီအချိန်ကာလအားဖြင့်တော့ကွာခြားပါတယ်ဒါမှမဟုတ်ယုံတင်ရဲ့စနစ်ရွေးချယ်တဲ့အချိန်မှာကားလေးတွေစိတ်သွားတဲ့အခါမျိုးတွေရရှိရပါတော့အဲ့အတွက်ကြောင့်လည်းပြည်သက်တွေကိုအားနာရပါတယ်ဒါမှမဟုတ်တကားနဲ့တကားနဲ့မတူအောင်လည်းအကောင်းဆုံးစူးစမ်းပြီးတိရစ္ဆာန်လာပါတယ်အာဒီမှာကက်ဆီနိုရဲ့စီစားကြောင်နဲ့အတန်ကြိုက်တယ်ဆိုပုံစံမျိုးနဲ့တိရစ္ဆာန်လာပါတယ်အမတရတကားလုံးအတုတ်ခံရတာပါဗျာဘယ်လိုပြောပြရမလဲဒီ तू လည်း तू လည်းတကယ်နိုင်တယ်ကျွန်တော်လည်းတုတ်တုတ်ခံရတာပါဗောနော်ဒါဒါဘာပြောပါကြီးရပြေးတာပါပဲတကယ်တုတ်တာဗောတကယ်တုတ်တာဗောဒါမဲ့မပီလောက်ချင်ပါ ကျွန်တော်ဟာတက်လောက်ရကြိုက်တယ်အဓိကလူတွေကြီးသေးကြတာစိတ်ချမ်းသာသေးကြတယ်ဒရာမာဆိုလို့ရှိရင်ငိုဝါတဲ့ဟာမျိုးကြိုက်တယ်တို့လိုတက်လိုက်လည်းမကြိုက်ငိုဝါတဲ့ဟာမျိုးဆိုလို့ရှိရင်လည်းနည်းနည်းလေးနည်းနည်းလေးရင်နှင်းစရာကောင်းတာနဲ့ကိုယ့်ကိုမျက်ရည်ကဝဲနေရောအာငင်ငယ်တဲ့ဟာပဲဆိုတော့ကကြတော့ဒရာမာကိုအရင်ကြိုက်လာဆိုအရင်မကြိုက်ဘူးရိုမန့်ဆိုအရင်ကြိုက်လာဆိုမကြိုက်ဘူးဟာတက်နဲ့အရှင်ကိုက favorite ပဲအဲ့ဒီနှစ်ကောင်ကိုပို့ပြီးတော့သဘောကျတယ်ကျွန်တော်ဟာတော့ကာလီတာစုံအောင်လို့အကောင်းဆုံးကြိုးစားပြီးတီးဥဆောင်လာတယ်ဒါမဲ့ romance ကတော့ကျွန်တော်အတွက်ကတော့အမှန်အနည်းဆုံးပဲငိုရတာတော့လွယ်ပါတယ်ငိုရတာတော့ character ကမှုငယ်ပဲသွားတာဆိုတော့လေတိတ်အခက်ခဲတော့မရှိပါဘူးဟုတ်ကျွန်တော်ကဘဝကိုပေါ့ပေါ့ပါပါဖြတ်တန်းနေတာတော့မဟုတ်ဘူးပေါ့နော်ပေါ့ပေါ့ပါပါဖြစ်အောင်လို့နေနေရတာပေါ့နော်အလုပ်တွေလည်းများတယ် stress ပြီးတာမျိုးလည်းရှိရဒါပေမဲ့အခုချိန်မှာကျွန်တော်ကျွန်တော်ရဲ့ life က enjoy ဖြစ်တယ်ကျွန်တော်ရဲ့အဖေနဲ့အမေကျွန်တော်ရဲ့တူတူရှိတယ်ကျွန်တော်ရဲ့မိသားစုတွေကျွန်တော်ရဲ့အမတွေကျွန်တော်ရဲ့တူတူမတွေအကုန်လုံးကျွန်တော်နဲ့အတူတူရှိတယ် ဒီချိန်မှာတို့စားကြင်တာကိုတို့လိုကြင်တာကိုကျွန်တော်အားလုံးလုပ်ပေးနိုင်တယ်ဒါကျွန်တော်တို့အရန်ပျော်ရွှင်မှုကောင်းတဲ့အရာတစ်ခုပဲအဲ့လိုမျိုးအမြဲတမ်းလှုပ်ဆောင်ပေးနိုင်အောင်လဲစူးစမ်းနေအောင်ပါပဲနောက်တစ်ချိန်ကိုယ့်ရဲ့နာမကိုယ့်ရဲ့ partner တယောက်ကိုယ့်ရဲ့ lab ဘောရောက်လာလို့ရှိရင်သူ့ရဲ့ဒီလိုမျိုးဖြစ်အောင်လို့ထားမှာပဲဆိုတော့ကကျွန်တော်အခုချိန်မှာကျွန်တော်ရဲ့အရာအလုံးကပြပွင့်ရွှင်ရွှင်မဲ့မချမ်းသာရင်တော့မှကောင်းကောင်းမွန်မွန်နဲ့ တော်မိသားစုနဲ့အဆင်ပြေပြေအားလုံးတင်းတင်းပြပြနဲ့နေတဲ့အနေဖြစ်တဲ့ကြောင့်မို့ဒီအချက်ကကျွန်တော်တို့ပြောရှင်းစာအကောင်းဆုံးပါရှိတာပေါ့အဓိကတော့မိသားစုတစုအဆင်ပြေဖို့အတွက်ကစီးပွားရေးပဲလေနော်စီးပွားရေးကိုကောင်းမွန်အောင်လို့တယောက်တည်းပါတဲ့သားအနေနဲ့ကဒါကြိုးစားပြီးတော့တိဆောက်ရတာပေါ့နော်ဒါကသားယောက်ျားလေးကအိမ်တစ်ခုလုံးကိုပို့ပြီးတော့ကောင်းမွန်အောင်ထားနိုင်တယ်လေထားခြင်းအတွက်ကြောင့်ပို့ပြီးတော့ကြိုးစားရတာပေါ့နော်အဓိကတော့အာကိုယ့်ရဲ့မိသားစုအဆင်ပြေပြေနေနိုင်လို့ရှိရင်ကျွန်တော်တို့ကဒါပျော်ရွှင်ခြင်းပါပဲချမ်းသာဖို့မလိုပါဘူး အာမိသားစုတက်မြအောင်အဆင်ပြေအောင်နေနိုင်နေရပါဘူးကျွန်တော်ကအဖေနဲ့အမေကငငယ်ရကျွန်တော်မောင်နှမသုံးအောင်လုံးရိုက်လည်းမရဘူးစုလည်းမစုဘူးဒီရိုင်းမဲ့အတိညာမဲ့ထည့်ပေးတာပေါ့စီကန်ရှိရမယ်ဒီဘက်တောင်မနစ်နစ်နာမလောက်ပါဘူးအဓိကအဲ့လိုမျိုးပဲတခါမှမစုဘူးရိုက်လည်းမရဘူးအဲ့အတွက်ကြောင့်မလို့ဟောကျွန်တော်ကအနေနဲ့သိုးသိုးသွားတာမျိုးကမရှိဘူးဘာလို့ဆိုတော့ဟောသူ့ဟာနေဘဝကို struggle လောက်ရတာဖြစ်တဲ့ကြောင့်မထိန်းချောင်းပြီးတော့နေပြီးသားဖြစ်သွားတာဆိုတော့ ကြုံလာတဲ့ဘဝတွေခက်ခဲတယ်များတဲ့ခါကျတော့သုတ်တမှုအချိန်မရှိခဲ့ဘူး။အဲ့တော့ကြောင့်မို့အခုချိန်ဒီလဲအေးဆေးပဲဒီလောက်ပဲ။ရှိတာပေါ့အမှုပညာလောကရောပတ်စံရှိရန်လည်းလုပ်လို့မရဘူး။ဒါအယံဝါသနာပိုင်းကကျတော့ဝင်ရတဲ့ခါကျတော့လမ်းကြောင်းမမအောင်လဲသွားရတာဆိုတဲ့ခါကျတော့ကိုလှုပ်ချင်တဲ့အရာတွေကိုတစ်ဆိုင်တစ်မမတ်လှုပ်နေတဲ့ခါမျိုးချင်အားရှိရင်ချိန်တန်လို့ရှိရင်ရလက်ကောင်ထွက်လာမှာ။အဲ့တော့အခုစူးစမ်းနေတဲ့ဂျူနီယာတွေ့လို့ရှိရင်လည်းအမရှော့ကြဘူးပဲကျွန်တော်ပြောချင်တယ်အဓိကကတော့ဟိုသွားနိုင်တဲ့နေရာတိရောက်အောင်သွား အဲ့နေရာမှာကိုယ့်ရဲ့ပန်းနိုင်တွေ့မှာပဲဂျားထဲမှာလက်ရှော့လိုက်ဆရာမလိုဘူးပေါ့နော်ကိုတတ်မှတ်ထားတဲ့နှစ်ကဘယ်နှစ်လဲအဲ့နှစ်အတွင်းမှာတာဂက်တစ်ခုရအောင်သွားပေါ့နော်တာဂက်မရှိဘဲနဲ့တော့ဘယ်ရာမှလှုပ်လို့တော့စစ်မကြီးဘူးကိုဘယ်နှစ်နှစ်မှာသေုပ်ဆောင်လုပ်ချင်တယ်ဘယ်နှစ်နှစ်မှာကိုမှန်းတာဘယ်လောက်ရအောင်လဲအဲ့ဒီရောက်လို့မဖြစ်လာအောင်ဆိုလို့ရှိရင်တော့အခြား option ကိုတွေးတင်တယ်ဒါကိုယ့်ရဲ့အသက်အရွယ်နဲ့ကိုယ့်ရဲ့အလုပ်ကိုင်နဲ့ဒါမျိုးကိုယ့်ရဲ့ဝင်ငွေနဲ့ဒါတွေပြန်ချိန်တွက်ပြီးတော့ဒါကတော့တွေးရမှာပေါ့နော်ကိုမှန်းတာတာဂက်ကို ၅နှစ်ဆို၅နှစ်၁၀နှစ်ဆို၁၀နှစ်မရောက်မချင်းအောင်စူးစမ်းခွင့်ရှိရဲ့အဲ့ဒီချိန်ရောက်ပြီးတော့မှကိုကထင်သာတော့မဖြစ်လောက်ဆိုတော့တခြားကိုရေးချယ်ဖို့တော့အကြံပေးကြတယ်ဒါမှနောက်ထပ်အလုပ်တွေမှာကိုရဲ့ဖြတ်သန်းလာတဲ့အတတ်နဲ့အငွေအကြဖြစ်ဖို့တဲ့အချိန်ပြန်လို့ဒေးရဖြစ်တဲ့ကြောင့်မလို့တိုက်ကလေးတစ်ခုတော့ရှိရင်ပိုကောင်းပါကျွန်တော်ရဲ့ second option ကကျွန်တော်ဟိုတင်မော့လိုက်ဖို့ကျွန်တော်ကပြန်ပြီးတော့မလိုက်ပြန်ပြန်ပြန်ပြီးတော့ဆင်းလာတဲ့ဘောမဖြစ်သွားတာပေါ့နော်အဲ့ဒီကအဓိကဒါမှဒါမှအောင်မြင်လို့ဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီတင်မော့သားဖြစ်သွားမှာပါ ဟုတ်အနုပညာလောကတွေဝင်လာတော့လေပုံမှန်ပါပဲအကုန်လုံးကလည်းကိုယ့်အကိုပဲကိုကိုကိုယ့်အကိုလုပ်ပြီးတော့ကိုယ့်အကိုစူးစမ်းလာတော့ကြတော့အဲ့ဒါတွေတော့တိတ်ပြီးတော့မတွေးပြစ်ခဲ့ပါဘူးကျွန်တော်အခုချိန်ကြီးဖြတ်သားလာတဲ့ live show လောကတော့အဆင်ပြေပါတယ်အားလုံးအဆင်ပြေကြပါတယ်ဟုတ်ဟုတ်အဖေနဲ့မိလည်းကျွန်တော် rugby ပတ်ပွဲတိုင်းပါလာလေအရင်တော့ဆိုလို့ရှိရင်ကျွန်တော်အားမရတဲ့ပွဲဆိုကျွန်တော်မခေါ်ခဲ့ဘူးမလိုက်နဲ့ဘူးအခုဆိုကျွန်တော်ခေါ်တယ်လေသူတို့ကျွန်တော်ကားနဲ့ပဲသူတို့ခေါ်လာတယ်သူတို့ကျွန်တော်ပြရတယ်ဒါလဲကျွန်တော်ကတင်လာတယ်သူတို့နေနေ relax ဖြစ်တယ်ကျွန်တော်ခီးသွန်းရတယ်အခုနောက်ပိုင်း dog shot ခေါ်တယ် ကျွန်တော်လုံနိုင်တာအရာအလုံးတို့တို့လုတ်ပေးမယ်အဓိကကအာ retire ယူရတဲ့ farm မိဘတွေအနေနဲ့ကအိမ်မှာပဲနေနေလို့မရအောင်တို့တို့ကစိတ်လွှတ်ချမှုတွေပေးဖို့လိုပါတယ်အဲဘယ်လာကြအခကြီးလေးဘယ်သွားမလဲအဲ့တော့ဘယ်အင်းကြီးလေးဝယ်ပေးမလဲအဲခလေးလေးပြန်ဖြစ်သွားတဲ့ခါကျတော့တို့တို့လည်းစိတ်လွှတ်ချမှုပိုကောင်းတာပေါ့ဟဲ့ကျွန်တော်ကားလေးတင်တော့မလားတို့တို့ဟို life က boring မဖြစ်နေတော့ဘူးပေါ့ခီးတော့လည်းကျွန်တော်ခေါ်သွားတယ်အဲ့မှာစားကျင်တာလေးစားတယ်အဲ့မှာညအိတ်ရှင်လည်းဆိုတော့အိတ်တယ်ဆိုတော့ကျွန်တော်เนี่ย တငယ်ချင်းပေါင်းကျွန်တော်ကသူတို့ပြန်ပေါင်းပြီးဖြစ်တာအဓိကတော့လူကြီးတွေအသက်ရွယ်ခြေလက်တွေကောင်းတယ်လှုပ်ရှားသွားလာနိုင်တော့ကျွန်တော်ကသွားလို့ရနေအကုန်ပို့ပေးတယ်ကျွန်တော်သွားလို့ခေါ်သွားလို့ရတဲ့ခရီးအကုန်ခေါ်သွားတယ်အဲ့တော့အမေလည်းသွားနေတဲ့နေရာသွားဟောကျွန်တော်အားလုံးစီစဉ်ပေးရအဓိကကျတော့အဲ့ဒါမှာသူတို့လည်းဟိုဟာစိတ်လှုပ်ရှားမှုကောင်းပါလေမဟုတ်လို့ရှိရင်အိမ်မှာအိမ်လုံးတွေလုပ်ပြီးတဲ့နေရာကကျတော့ကြာလာတော့ပြင်းပြင်းစရာကောင်းလာအခုဆိုလို့ရှိရင်ဟိုဟာ အကုန်လုံးကျွန်တော်နဲ့အတူအမြဲတမ်းပါလာတယ်ပြောဖို့ကောင်းတယ်ကျွန်တော်လည်းလုံကြုံတာပေါ့ပို့ပြီးတော့အာပြောတာပေါ့အဲရောက်တာနဲ့ကားပေါ်ရောက်တာနဲ့အဲ့ဒါအာကောင်းတယ်ကောင်းတယ်ကောင်းတယ်မကောင်းတဲ့ဟာဆိုလို့ရှိရင်လည်းမကောင်းတဲ့ဟာကိုပြောတာပေါ့နောက်မကောင်းမလုပ်စေချင်တဲ့အရာဆိုရင်နောက်အဲ့လိုမလုပ်နဲ့တော့ပါတော့ခေရတော့ပြောတာပေါ့ခေဆိုလို့ကျွန်တော်အင်တာဗျူးလည်းအမြဲတမ်းသူနားထောင်တယ်အဲ့ဒီမှာပေါက်တက်ကပါလာနေသူရောက်တာတန်းပြောပြီအဲ့တော့လည်းမဖြေရဘူးခလေးကြီးကြည်နေတယ်လူကြီးကြီးကြည်နေတယ်ပေါ့အဲ့လိုရိုင်းနိုင်မပြောရဘူးပေါ့အဲ့တော့ကျွန်တော်လည်းအဲ့ဒါမျိုးတွေစင်ကြရတော့အဓိကအဖေကတော့အဲ့လိုမျိုးတွေအင်တာဗျူးအမြဲတမ်းနားထောင်တယ် နားထောင်ပြီးလို့ရှိရင်အဲ့အင်တာဗျူးတစ်ခုကနားထောင်လိုက်တဲ့သူကဘာမှကောင်းမွန်တဲ့ message မရဘူးလို့ရှိရင်အဲ့အဲ့ဒါတော့ပြောရတယ်မင်းတစ်ခုတတိုင်းပြည်လုံးကကြည်နေတယ်အင်တာဗျူးကိုမင်းအနေနဲ့ကောင်းတဲ့အရာတွေပဲပေးစေချင်တယ်ပေါ့အဲ့လိုညဉ့်ညံ့တဲ့ဟာတွေမပြောနဲ့ပေါ့အရင်တော့ကျွန်တော်ရှောက်ပြောတဲ့ဟာမျိုးရှိတယ်အခုအဲ့လိုမျိုးတွေကမပြောရတော့ဘူးအဓိကလေသူတို့ဖြစ်ချင်တယ်ဆိုတာလည်းမရှိဘူးကျွန်တော်တို့လုပ်နေတဲ့အရာကိုကောင်းတယ်လို့ရှိရင်ရတယ်ကျွန်တော်အခုကျွန်တော်တကူလုံးတက်တူးတွေထိုးတာပဲကျွန်တော်အဖေနဲ့မိကျွန်တော်ဘာမှမပြောဘူး ဒါပေမဲ့ကျွန်တော်ပျက်စီးသွားလာကျွန်တော်လည်းမပျက်စီးတော့ဘူးနော်ကျွန်တော်ထိုးတယ်ဒီရုပ်လာလာပပအဲမမဒီရုပ်လာလာကျွန်တော်ကျွန်တော်ပြလိုက်ရလေအဲနေ့ရုပ်ကြီးကဘာရုပ်ကြီးလဲထိုးမယ်ဆိုလဲထိုးကောင်းကောင်းထိုးအိမ်ခေါ်ထိုးမလားအဲ့လိုမျိုးတော့ကျွန်တော်လုံနေအရာတကူကမမဘူးလို့ရှိရင်တို့လည်းဘာမှမပြောဒါပေမဲ့မှားတယ်ဆိုတဲ့အရာမျိုးဆိုလို့ရှိရင်တော့ပြောတယ်အဲ့ဒါအဓိကကြားတယ်တို့ဖြစ်ချင်နေတာဆိုပြီးတော့ comment ပေးနိုင်လောက်အောင်လဲဒီသားစုဘဝအရင် ဖိုက်ကလက်စ်တွေတည်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့မင်းကဘာလုပ်ရမလဲမင်းနိုင်ငံရောက်မှကြောက်တက်မှာအဲ့လိုမျိုး instruction တွေပေးရလုံးဝမရှိဘူးဆိုတော့ကျွန်တော်လုပ်နေတဲ့အလုပ်တစ်ခုပေါ်မှာပဲ900ရရလို့ဖြစ်ဖြစ်1000ရရလို့ဖြစ်ဖြစ်1000ရရလို့ဖြစ်ဖြစ်အဲ့ဒီပေါ်မှာအဲ့ဒီအလုပ်လေးကောင်းမွန်တဲ့အလုပ်လေးလုပ်နေရပဲမင်းကတသိန်းရမှာလို့တသန်းရမှာလို့မရှိဘူးအဲ့တော့ကျွန်တော်တို့မိသားစုကဒီလောက်နဲ့ရောင်ရဲတင့်တယ်ပြီးတော့ဆင်ပြေပါမှန်ပါတယ်ကျွန်တော်တို့ကအရင်တည်းကထမင်းစားရင်လည်းငငယ်တည်းကအခုချိန်ကြီးကထမင်းလက်ဆုံစားတဲ့အကျင့်ကအခုချိန်ကြီးရှိနေတော့မဲ့ဆိုတော့ဒါကကျွန်တော်တို့အတွက် တမင်တသက်စားတာမျိုးမဟုတ်ပဲね family တိုင်းပိုပေးဖြစ်တာပေါ့เนาะအဲ့တော့ကျွန်တော်ရုပ်ရှင်ကားရဲ့ဒီနေ့ကျွန်တော်ရှူတင်မှာရိုက်လာရတဲ့ဘလိုမျိုးတွေရှိတယ်ဆိုတဲ့ဟာကိုတမင်တူစိုင်းနေလဲပြောပြဖြစ်တယ်အဲ့တော့သူတို့เนี่ยကျွန်တော်တို့เนี่ยအမြဲတမ်းကျွန်တော်ဘာလုပ်နေလဲသူတို့သိတယ်အဲ့တော့ကကျွန်တော်ပိုပြီးရင်းနေနေနဲ့လွှဲထွေးတာပေါ့အဲ့တော့အိမ်ပြန်လို့ရှိရင်ကျွန်တော်လည်းပြောတယ်ကျွန်တော် family ကသူတို့เนี่ยမမားเนี่ยဘော်ဒါဖြစ်နေအဲ့တော့သူတို့เนี่ยအေးဆေးပါပဲဟုတ် အာအဓိကတော့လေကျွန်တော်တို့ဘဝမှာယုံကြည်လို့ရတဲ့ယုံကြည်မှုကိုတိဆောက်လို့ရတဲ့လူဆိုတာကျွန်တော်တို့ရဲ့စိတ်ညစ်တာဖြစ်ဖြစ်ပျော်ရွှင်တာဖြစ်ဝမ်းနဲ့တာဖြစ်ဖြစ်တိုင်ပင်ပြီးကျွန်တော်တို့ဟန်တော့ပါဆန်ကျွန်တော်တို့မှန်ကန်တဲ့အတိတရားတွေရဲ့အမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေရဲ့ကျွန်တော်တို့ဘတော်မှာတစ္ဆာမဖောက်တာကျွန်တော်တို့ရဲ့ family ပဲရှိရဲ့အဲ့ family မှာအဖေနဲ့အမေအဓိကကြတယ်ဖြစ်ချင်တာကိုရွေးထုတ်ပြီးပြောလိုက်လို့ရှိရင်ကျွန်တော်တို့ဘဝမှာယုံကြည်လို့ရတဲ့လူကတရှိဖရာဖြစ်တဲ့အမေအဖေနဲ့အမေနှစ်ယောက်ပဲရှိရဲ့ အဲ့နှစ်ယောက်အပေါ်မှာမှကျွန်တော်တို့မကောင်းအောင်မပါလို့တော့မလဲကျွန်တော်တို့တာမန်လူတွေတောင်မှကျွန်တော်တို့ဘောကျေးဇူးရှင်ကျွန်တော်တို့ကျေးဇူးပြန်သိတတ်တယ်ရာလေဆိုတော့ဒီအဖေနဲ့အမေကကျွန်တော်ဘောမှာအယုံကြည်ရဆုံးလူဖြစ်တဲ့အတွက်ကြောင့်မို့သူတို့ဘောမှာကျွန်တော်ကျေးဇူးမသိတတ်လို့ရှင်သူတို့လည်းစိတ်ကောင်းမှာမဟုတ်ဘူးလေအဓိကအဲ့ဒါပါမိဘတွေတခါတခါကျလိုချင်တဲ့အရာတွေကိုထုတ်ပြောကြရမလို့ပဲဖြည့်ဆည်းပေးနိုင်တယ်တာဝန်တမိကောင်းရတယ်လည်းဖြစ်ကြပါလိမ့်မယ်ဆူတောင်းပေးပါတယ်အဓိကကတော့သူတို့ကမလိုအပ်တာမဟုတ်ပါဘူးကျွန်တော်တို့က ပပဒါလေးလိုညလားအမေဒါလေးလိုညလားဖေဒါလေးလိုညလားမမေးပဲနဲ့ဒီမုတ်လေးဝယ်လာပြီလိုက်ဒီခီးလေးခေါ်သွားပြီလဲသူတို့လိုက်တယ်သူတို့အဲ့ဒါလိုချင်လားဒီကိုလိုက်မလားသမီးရင်သူတို့မလုပ်ဝင်တော့ဝင်ဖို့ဖြစ်မှာဆိုတော့အဲ့တော့ surprise လေးတိုက်ကြည့်ပါပတ်စံချမ်းသာကြမလို့ပါဘူးဗာလေးပဲဖြစ်ဖြစ်ဝယ်သွားပြီလိုက်ပါစားပါလိမ့်မယ်ပယ်လေးပဲဖြစ်ဖြစ်ခေါ်သွားလိုက်ပါလိုက်ပါလိမ့်မယ်သူတို့ကသာသမီနာမှာအများအားချိန်ပြနေခြင်းတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီသားစုအဲ့လိုလေ give site ပေးစေချင်ပါတယ်ဒါကကျွန်တော်က ် sharing ပြန်လုပ်ပေးရတယ်။လက်ရှိမှာကျွန်တော် item နေတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်အလုပ်ကိုင်နေလဲအဆင်ပြေတယ်။အားလုံးလည်း okay နေပါတယ်။အဲ့တော့ကြောင့် item လုပ်ကြည့်ပါလို့ပြောချင်ပါတယ်။